မြန်မာနေဦးခရိုနီကယ်နိုဝင်ဘာ15မြင်ဝင်စစ်မှုထမ်းကြေးပေးနေရတဲ့မြန်မာနိုင်ငံကပြည်သူတွေရဲ့ဘဝဆယ်စုနှစ်ရှစ်ခုနီးပါးပြည်တွင်းစစ်ဖြစ်ပွားနေခဲ့တဲ့မြန်မာနိုင်ငံမှာစစ်မှုထမ်းဖို့ဖျားယောင်းသိမ်းသွင်းတာစစ်မှုထမ်းအသက်အရွယ်မပြည့်သေးတဲ့လူငယ်တွေကိုစုဆောင်းတာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ဒေသတွေမှာလည်းလူငယ်တွေရှိတဲ့အိမ်တွေမှာတအိမ်တယောက်သို့မဟုတ်ဒီထက်ပိုပြီးစစ်မှုထမ်းဖို့ခေါ်ဆောင်တာတွေကနှစ်ရှည်လများဖြစ်ပွားလာခဲ့တဲ့ပြဿနာတွေဖြစ်ပါတယ်။ 2021ခုနှစ်စစ်အာဏာမသိမ်းမီကတော့အစိုးရစစ်တပ်အနေနဲ့စစ်မှုမထမ်းမနေရတအိမ်တယောက်ဆိုတာမျိုးတွေလှုပ်ဖို့မလိုအပ်တဲ့အနေအထားစစ်တပ်ရဲ့စစ်သားစုဆောင်ရေးဌာနကနီလန်းအတွေ့အတွေ့သုံးပြီးတိတ်မများပြားတဲ့ငွေကြေးပမာဏတစ်ခုနဲ့ဆွဲဆောင်တာပြည်မှုကြီးတွေမဟုတ်တဲ့အသေးအဖွဲရာဇဝတ်မှုမျိုးကျူးလွန်သူတွေကိုစစ်မှုထမ်းရင်ပြည်ထောင်မှလွတ်ငြိမ်းခွင့်ပေးမယ်ဆိုတဲ့အပေးယူလုပ်ပြီးစစ်မှုထမ်းစုဆောင်ခဲ့တာတွေစစ်တပ်ကထွက်ဖို့စာတင်တဲ့တပ်သားတွေကို စစ်သားတဲ့ဘဏ္ဍဦးစုဆောင်ပေးရမယ်ဆိုတော့အစားထုတ်လူရှာပေးရတဲ့အဖြစ်တွေကပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။တိုင်းသားလက်နက်ကင်စိုးမိုးတဲ့နယ်မြေတွေမှာလည်း၎င်းတပ်ဖွဲ့ရဲ့စိုးမိုးနယ်မြေတဲ့နေထိုင်ကြတဲ့ကြေးရွာတွေကလူငယ်တွေအရွယ်ရောက်လာရင်အ ਨੇ ဆုံးတအိမ်တယောက်နှုံးနဲ့တိုင်းသားလက်နက်ကင်တပ်တွေမှာစစ်မှုထမ်းပေးကြရတာဖြစ်ပါတယ်။အထက်ကလို့စစ်တပ်ထိန်းချုပ်နယ်မြေနဲ့တိုင်းသားလက်နက်ကိုင်စိုးမိုးနယ်မြေတွေမှာဖြစ်ပျက်နေခဲ့တဲ့အခြေအနေမျိုးတွေက2024ခုနှစ်နှစ်ဆန်းပိုင်းမှာတော့ မြို့ကြီးတွေအထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီမှာအာနာသိန်းစစ်တပ်ကစစ်မှုမထမ်းမနေရဥပဒေကိုအသက်ဝင်စေခဲ့ပြီးနောက်အမျိုးသားတွေအနေနဲ့အသက်18နှစ်ကနေ35နှစ်အတွင်းအတက်ပညာရှင်ကျွမ်းကျင်သူဖြစ်ခဲ့ရင်18နှစ်မှ45နှစ်အတွင်းနှစ်နှစ်စစ်မှုထမ်းဖို့ဥပဒေကိုစတင်အသက်ဝင်စေခဲ့တာစစ်သားစုဆောင်းခဲ့တာဖြစ်ပါတယ်။တလကိုအပတ်စဉ်တစ်ခုအနေနဲ့စုဆောင်းရမှာတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်သား9000စုဆောင်းဖို့တရားဝင်ထုတ်ပြန်ခဲ့ပေမဲ့ လက်တွေ့မှာဒီထက်အရေးအတွက်များပြားတယ်လို့အချို့သောသတင်းအချက်အလက်တွေအရသိရပါတယ်။ဒီလိုစစ်မှုမထမ်းမနေရဥပဒေအသက်သွင်းလိုက်ခြင်းကတိုင်းဒေသလန်ဒန်ကိုင်းထိန်းချုပ်နယ်မြေမဟုတ်တဲ့မြို့တွေရွာတွေမှာကြီးမားတဲ့ကြက်ရိုက်ခတ်မှုတွေဖြစ်ပေါ်စေခဲ့ပြီးအခုချိန်ထိဒီအကျိုးသက်ရောက်မှုတွေကိုမြို့တွေရွာတွေအများအပြားမှာရိုက်ခတ်နေစေဖြစ်ပါတယ်။ဒီဥပဒေအသက်ဝင်စေပြီးနောက်သက်ရောက်မှုတွေက စီးပွားရေး၊ပညာရေး၊အလုပ်သမားရှာပါမှု အာနာအလွဲသုံးစားမှုအဆရှိတဲ့네ပယ်အသီးသီးကိုအကျိုးတရားမှုတွေရှိနေပြီးဒီနေ့ကတော့စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်ရက်ရွာတွေမှာကောက်ခံနေတဲ့စစ်မှုထမ်းကြီးစစ်မှုထမ်းအစားထိုးရတဲ့ငွေကြေးကိစ္စတွေနဲ့ဆက်ဆက်တဲ့အကြောင်းတွေကိုအဓိကပြောဆိုလိုတာဖြစ်ပါတယ်စစ်မှုထမ်းဥပဒေစတင်အသက်ဝင်ကစားမှာတော့စစ်မှုထမ်းအသက်အရွယ်နဲ့အကျုံးဝင်တဲ့အိမ်အောင်စုမိသားစုတွေအနေနဲ့အလှမရောက်သေးရင်မဲမပေါက်သေးရင်စိုးရင်စရာကြီးကြီးမားမားမရှိသေးပေမဲ့လအနေငယ်အကြံမှာတော့အဲ့လိုအနေထားမဟုတ်တော့ပဲ မြို့တွေရွာတွေတဲ့အမြဲတမ်းလူလူ ပေါ်တာဆွဲတယ်လို့ဆွဲခေါ်ပြီးငွေကြေးသိန်း၁၀ကနန်းနဲ့ရွေးထုတ်ကြရတာတွေဖြစ်ပွားလာခဲ့တာတွေ့ရပါတယ်။စစ်မှုထမ်းအစားထိုးလူရှာဖို့သို့မဟုတ်အစားထိုးဖို့ပေးရတဲ့ငွေကြေးပမာဏကလည်းတနည်းအားနဲ့တနည်းအားမတူကြပါဘူး။အချို့သောမြို့ရွာတွေမှာကျပ်သိန်း၂၀30ရှိခဲ့တယ်ဆိုပေမဲ့လက်ရှိအချိန်မှာတော့အနည်းဆုံးသိန်း60 80ထိ ရှိနေတာဖြစ်ပါတယ်။ဒါကရဲရွာတွေမှာလူစားထိုးဖို့ရဲရွာကကောက်ခံတဲ့ငွေကြေးနဲ့ စစ်မှုထမ်းလိုက်မဲ့သူကိုပေးတဲ့ငွေကြေးပမာဏဖြစ်ပါတယ်။လမ်းခရီးသွားလာစဉ်နေ့စဉ်အလုပ်ကိစ္စနဲ့သွားလာစဉ်အစင်မသိမ့်လို့ဖမ်းဆီးခံရတဲ့အခါမျိုးမှာပြန်လွတ်ပေးဖို့လက်တောင်းခံတဲ့အခြေအနေတွေမှာတော့ဒီထက်ပိုများပြီးတင်းရာကနန်းထိရှိတယ်လို့လည်းကိုရီကျုံရသူတွေရဲ့ပြန်ပြောဆိုမှုတွေအများသိရပါတယ်။စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရခြင်းဟာအသက်သေးဆုံးနိုင်ခြေ80ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်ရှိတယ်လို့လူအများကသတ်မှတ်ထားကြတာဖြစ်ပါတယ်။နေစဉ်နဲ့အမျှတိုက်ပွဲတွေဖြစ်ပွားနေတဲ့ မ္မနိုင်ငံအနှံ့အပြားကစစ်မြေပြင်မှာထိခိုက်ဒေဆုံးမှုတွေရှိနေပြီးစစ်တပ်ထဲဆယ်စုနှစ်နဲ့ချီအတွေ့အကြုံရှိသူတွေတောင်ထိခိုက်ဒေဆုံးဖမ်းဆီးခံရရတဲ့အခြေအနေမျိုးမှာမကြသေးခင်ကမှစစ်တပ်နဲ့2လ3လတက်ပြီးရှေ့တန်းစစ်မြေပြင်မှာတိုင်းရင်းသားလက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ရင်ဆိုင်တိုက်ခိုက်ကြရတဲ့အခါထိခိုက်ဒေဆုံးနိုင်ခြင်းနဲ့ဖမ်းဆီးခံရနိုင်ခြင်းမြင့်မားတယ်လို့ဆိုနိုင်ပါတယ်။အခုအနေခါမှာတော့စစ်တပ်စိုးမိုးထိန်းချုပ်ထားတဲ့ မြို့ရက်ကွက်နဲ့ကြေးရွာတွေရဲ့အုပ်ချုပ်ရေးတွေကစစ်မှုထမ်းကြီးဆိုပြီးလစဉ်အ ਨੇ ဆုံးတအိမ်ကိုကျပ်9000ကနေအချို့ဒေသတွေမှာကျပ်3000ခွဲအထိကောက်ခံနေကြတာတွေ့ရပါတယ်ကျပ်တောင်းကနန်းရှိတဲ့စစ်မှုထမ်းကြီးလစဉ်ပေးဖို့ရုံးကန်ရှာဖွေနေကြရတဲ့မိသားစုတွေမြန်မာနိုင်ငံမှာအများအပြားရှိနေတာပါတနိုင်ငံလုံးစစ်ပွဲတွေလမ်းခီးပိတ်ဆို့မှုတွေနဲ့ကုန်စည်နှုန်းတွေ ကြီးမြင့်ကတစ်ဖက်မှာအလုတ်ကင်အခွင့်လန်းကျဆင်းနေချိန်မှာ တလကို7000-2000ပမာဏအတွက်ခက်ခက်ခဲခဲရှာဖွေကြရတာဖြစ်ပါတယ်။မိသားစုတွေအနေနဲ့ဝင်ငွေနည်းတာများတာကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲတအိမ်ကို7000ကျန်းနဲ့ချီကောက်ခံရရှိတဲ့ငွေကြေးပမာဏဟာရက်ွက်တစ်ခုသို့မဟုတ်ကြေးရွာတစ်ရွာအနေနဲ့ဆိုမနှဲလာတဲ့ငွေကြေးပမာဏဖြစ်ပါတယ်။မကြသေးတဲ့ရက်ပိုင်းကမြို့နယ်တစ်ခုရဲ့ Facebook group မှာတယောက်ကရေးသားရမှာရခင်စစ်မှုထမ်းကြီးတလကို7000ကောက်ခံရကနေ ခုအခါကြက်တထောင်ကောက်ခံလာလို့များပြကြောင်းအများကိုတိုင်တယ်ရေးသားခဲ့ပါတယ်။အဆိုပါရေးသားတဲ့အပေါ်မှတ်ချက်ပေးကြရမှာ၎င်းတို့ရက်ွက်မှာကြက်နှစ်ထောင်ကနေ၃ထောင်ွယ်အထိလစဉ်ကောက်ခံနေကြတဲ့မှတ်ချက်အများပြားတွေ့ကြရပြီးမူလပို့စည်းသူရဲ့နေရာကပမာဏနည်းသေးတယ်ဆိုတဲ့မှတ်ချက်တွေပေါ်ထွက်လာပါတယ်။တအိမ်တောင်ကြက်တောင်ကနန်းနဲ့ပေးရတဲ့အပြင်စစ်မှုထမ်းအရွယ်ယောက်ျားလေးရှိတဲ့အိမ်တောင်စုတွေအနေနဲ့ ချက်တသိန်းကနေနှစ်သိန်းထိထပ်မံကောက်ခံတာမျိုးတွေလည်းရှိနေတာဖြစ်ပါတယ်။လစဉ်ကောက်ခံနေကြတဲ့စစ်မှုထမ်းခြေတွေကစစ်မှုထမ်းဥပဒေနီးဥပဒေတွေမှာရေးသားဖော်ပြထားတာမျိုးမဟုတ်ပဲရက်ွက်ကြေးရွာတွေက၎င်းတို့လုတ်ပိုင်ခွင့်အနေနဲ့လုပ်နေကြတာမျိုးဖြစ်ပါတယ်။စစ်မှုထမ်းခြေကောက်ခံတာလူစားထိုးတာပြန်ပြီးဆွဲသလိုဖန်စီပြီးသိန်းဆယ်ကနန်းကြီးကနေသိန်းရာကနန်းထိတောင်းခံတာတွေအလုံးဟာဥပဒေနီးဥပဒေနဲ့မညီသည့်တိုင်နေစဉ်ဖြစ်ပွားနေကြတဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်မနှဲလာတဲ့ငွေကြေးပမာဏဖြစ်ပြီးပြည်သူလူထုအနေနဲ့ထမ်းပိုးထားရတဲ့ဝင်တို့ဝင်ကိုကကျပ်ဘီလီယံပေါင်းရာထောင်ချီတဲ့ပမာဏဖြစ်ပြီးပြည်သူလူထုအနေနဲ့ကိုစားမဲ့ထမင်းလုပ်တွေတဲကစစ်မှုထမ်းကြီးကိုခွဲပေးနေကြရတဲ့အဖြစ်မျိုးလည်းဖြစ်နေတာပါခင်ဗျာ။